အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာဖိလစ်ပိုင်သမ္မတဒူတာဒီနဲ့ယင်းနီးပွင့်လင်းစွာဖုံးပြောဆိုခဲ့ကြပြီးအမေရိကန်သမ္မတအဖြစ်စတင်တာဝန်ယူပြီးနောက်မှာအင်ဖြူတော်ကိုအလဲပတ်လာရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့သိရပါဗျ။ဒေါ်နယ်ထရန့်နဲ့ဒူတာဒီတို့ဖုန်းနဲ့ကနေယင်းနီးပွင့်လင်းစွာဆွေးနွေးပြောဆိုခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးကိုတိုးမြင့်ဖော်ဆောင်သွားဖို့ပြောကြားခဲ့ပုံတွေကိုဖိလစ်ပိုင်ရဲ့ RTVM မြို့တန်ကနေထုတ်လင်းပြသခဲ့ပါဗျ။ဒါပေမဲ့လည်းဒေါ်နယ်ထရန့်ရဲ့အစိုးရအသွင်ကူးပြောင်းအဖွဲ့ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့ဖိလစ်ပိုင်သမ္မတဒူတာဒီကိုအင်ဖြူတော်တို့ဖိတ်ကြားမှုကို ထွက်သွင်းဖော်ပြခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ဒူတာဒေးရဲ့အမေရိကန်သမ္မတဘားရက်အိုဘားမားအပေါ်ယဉ်သိစွာပြောဆိုခဲ့မှုနဲ့ဆယ်နှစ်စုပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုရပ်ဆိုင်းမြင့်မယ်လို့မကြာခဏပြောဆိုမှုတွေကြောင့်အမေရိကန်နဲ့သူ့ရဲ့အရေးပါဆုံးအာရှမိတ်ဖက်နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်တို့ရဲ့ဆက်ဆံရေးမှာမရေရာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းထရန့်နဲ့ဒူတာဒေးတို့ဟာအခုလိုဖုန်းနဲ့ကနေစကားဆက်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ဖုန်းပြောဆိုမှုဟာ9မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ဒူတာဒေးရဲ့အထူးကြံပ ေခရစ္စတိုဖာကိုကပြောကြားခဲ့ပြီးဆွေးနွေးပြောဆိုခဲ့တဲ့အကြောင်းအရာတွေကိုတော့အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူးဒူတာရေးဟာထရန့်ဘောချီးကျူးခုန်ပြုခဲ့ပြီးနှစ်နိုင်ငံကြားမှာကာလကြာရှည်စွာချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအပြန်အလှန်တိစောက်ခဲ့ပုံတွေကိုပြောဆိုခဲ့ကြပြီးနှစ်နိုင်ငံအကျိုးစီးပွားနဲ့အလေးထားဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုနီးနီးကပ်ကပ်နဲ့အတူတကွပူးပေါင်းလုပ်ဆောင်သွားဖို့သဘောတူညီခဲ့တယ်လို့ဒေါ်နယ်ထရန့်ရဲ့အဆိုအရအသွင်ကူးမြောင်းရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ဒူတာဒီဟာသမရတတန်း၅လအတွင်းမှာဖလာပိုင်ရဲ့နိုင်ငံသားရေးမူဝါဒကိုအလုံး ုံးဆောင်ပြောင်းလဲဖြစ်ကအမေရိကန်နဲ့ဆက်ဆံရေးကိုလျှော့ချပြီးတမိုင်းကြောင့်အရာပြိုင်ဘက်ဖြစ်ခဲ့တဲ့တရုတ်နိုင်ငံနဲ့နီနီကက်ကက်ဆက်ဆံကရုရှားနိုင်ငံနဲ့လည်းမဟာမိတ်ဆက်ဆံရေးအစ်တစ်ကိုထူထောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်လည်းဒူတာရီရဲ့တာဏမန်ဆက်ဆံရေးမူဝါဒတွေဟာတရုတ်ရဲ့ဩစာလွှမ်းမိုးမှုကိုတံပြန်ရင်ဆိုင်ပြီးဒေသတွင်းအင်အားချိန်ခွင်ရှာကိုထိန်းညှိဖို့အတွက်အမေရိကန်ရဲ့မိတ်ဖက်အဖြစ်ယက်တည်နေတဲ့အာရှနိုင်ငံတွေအတွက်စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်။အင်ချမ်းမြေလုပ်ငန်းရှင်တထေးကြီးတအူးဖြစ်တဲ့အမေရိကန်ရေကောက်ခံသမ္မတဒေါ်နယ်ထရန့်ကတော့သူ ့ရဲ့မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာဒူတာလီရဲ့မှတ်ချက်စကားတွေဟာအမေရိကန်ဘော လေးစားမှုကိမေယာရောက်နေပေမဲ့ဖိလစ်ပိုင်ဟာမဟာဗျူဟာအရအချက်ချကြတဲ့နေရာမှာတရှိနေမှုကိုအလေးထားပြောကြားခဲ့တယ်လို့သိရပါဗျ။